ိုင်လားကဲဗျာဒီဗီဒီယိုမှာတော့မန္တလေးမှာအရန်ရက်ဆက်သွားတဲ့မိုးကိုကျွန်တော်ပြပြမှာပေါ့နော်။ဘာလို့လဲဆိုတော့ငလျင်ကြောင့်အရန်ခံစားနေရတဲ့ဒီမန္တလေးမြို့မှာပေါ့နော်။ဒီရက်ရက်ဆက်ဆက်ညဘက်ပေါ့နော်။ဒီမိုးရွာသွန်းသွားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဗျာ။ အာဒီဗီဒီယိုဖိုင်ကတော့ဒါမန္တလေးမှာညဘက်ရွာသွန်းနေတဲ့ဗီဒီယိုဖိုင်ပေါ့နော်အမတွေ့ရတဲ့အတိုင်းပဲဗျာလေယာလည်းတော်တော်တိုက်တယ်မိုးကလည်းတော်တော်ပြင်းနေပေါ့နော်ဒီငလျင်ကြောင့်ဒီတိုက်တာအိုးအိမ်စီးတဲ့နေပြူပြက်ပြီးတော့ဒီလမ်းဘေးမှာဒီအိတ်နေရတဲ့အာသူတွေအဖို့ပေါ့နော်တော်တော်လေးကိုမှရက်ဆက်တဲ့မိုးလို့ပြောလို့ရတယ်ဒီလမ်းဘေးမှာအိတ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီမိုးနဲ့လေနဲ့ဗျာဘယ်လိုလုပ်သွားပြီးတော့အိတ်တော်မှာလဲနော်ဆိုတော့တော်တော်လေးကိုမှရက်ဆက်တဲ့မိုးပါဗျာနော်မန္တလေးမှာ ါရွာနေတဲ့မိုးဖြစ်ပါတယ်ခင်ဗျာအဲတချို့သူတွေဆိုလို့ရှိရင်တော့ကျွန်တော် post တွေမှာတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးဒီနောက်ညတွေမှာမိုးရွာခဲ့လို့ရှိရင်ဘယ်မှာဘယ်မှာလာအိတ်အဲဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့အဲဘယ်မှာလာအိတ်ဆိုပြီးတော့ဒီပရဟိတစိတ်ရှိတဲ့သူတွေလည်းအများကြီးကျွန်တော်တွေ့ရတယ်ပေါ့နော်အခုလောလောဆယ်တော့ဒါမန္တလေးမှာဒါညဘက်ရွာသွန်းနေတဲ့မိုးကိုဒါကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော် ဒါကျွန်တော်ခုနကရှိကပြောခဲ့တယ်လို့မျိုးပဲဒီမန္တလေးမှာဆိုလို့ရှိရင်အခုဒီဖြစ်ပေါ်သွားတဲ့ငလျင်ကြောင့်ပေါ့နော်ဒီအိုးအိမ်စီးရင်နေအဲဘာမှမရှိတော့ဘဲနဲ့ဒီလမ်းဘေးကိုရောက်သွားတဲ့သူတွေအများကြီးပဲပေါ့နော်အဲ့အိမ်နေဘာတွေကျွန်တော်တိုက်တာတွေပြူကုန်လို့ဒီလမ်းဘေးမှာလာပြီးတော့အိတ်ကြတဲ့သူတွေအများကြီးအဲ့ဒီမှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီယာယီတဲလေးတွေနဲ့ဖြစ်ဖြစ်ဒီတိုင်းပြောင်းတလေးမဲ့ဖြစ်ဖြစ်လာပြီးတော့ဒီလမ်းဘေးမှာဒီနေကြတဲ့သူတွေအများကြီးပဲပေါ့နော်အဲ့ဒီဂျာတွေကမှဒီမိုးကရက်ဆက်သွားနေရတော့သူတို့ခမရဗျာဘလို့သွားပြီးတော့နေမလဲအမှတွေ့ရတဲ့အတိုင်းပဲ ကြည်တာကြည်လိုက်ကြတော့เนาะဆိုတော့တော်တော်လေးကိုမှဒုက္ခဒုက္ခပေါ့เนาะရောက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့တော်တော်ဆိုးတယ်မိုးပါဗျာเนาะ